တားဆိုလေညာ7နာရီထိုးပြီဒေါခင်မြင့်ကအိမ်ထဲကိုပြန်ဝင်လာပြီကိုဘရွှေဘလို့လောက်ကြမလဲဘလို့မှလုံးလို့မရဘူးဒီအချိန်မှငါတို့လည်းအပြင်ထွက်မရသူလည်းပြန်လာလို့မရဘူးအေးလေตาကဒီတော့မပြောမစုံနဲ့ထွက်သွားဘူးလည်းမရှိတော့စိတ်ပူလိုက်တာရှင်ငါလဲဖုန်းတွေလိုက်ဆက်တာပဲကွယ်ဘမမှตาကမရှိဘူး ဖတ်တော်တာပဲရှင်နေုံကွယ်သူ့အခန်းထဲသွားကြည့်ကြည့်အောင်တို့လင်မယားနှစ်ယောက်သားအခန်းထဲကိုဝင်သွားကြသည်ကရင်ပေါ်ရှိခေါင်းအုံးအောက်တွင် စာရွက်လေးတရွက်အစွန်းထွက်နေသည် ဥပရွှေကသွားဆွဲထုတ်လိုက်သည်ဘာလဲဟင်ဘာစားလဲဥပရွှေကဖတ်ကြည့်သည်ဖေဖေးတဲ့ကွာဖတ်ပါရှင်ကြဲကြဲဖတ်ပါဖေဖေးသားဒီစာကိုရေးရတာစိတ်မကောင်းပါဘူးသားကောင်မလေးနဲ့သားထွက်သွားပါပြီ။ ဖေဖေနဲ့မေမေကသူ့ကိုဘလို့မှသဘောမကျနိုင်ဘူးဆိုတာตาတိနေလို့ပါตาမမကိုချစ်တယ်ဖေဖေမခွဲနိုင်တော့ဘူးမမကตาထက် အသက်၁၀နှစ်လောက်ကြီးတယ်သူ့တကိုယ်လုံးလဲတက်တူးတွေနဲ့အဲ့ဒါကိုမမကကြိုက်မှာမဟုတ်ဘူးနောက်ပြီးမမကတော်တော်ခက်ဆန်နေဂျင်းမောင်းမီဝဲဝတ်တယ် secret လဲတောက်တယ်ตาသူ့ကိုခိုးပြေးသွားတာဖေဖေဘာဖြစ်လို့လဲဆိုတော့မမမှာကိုဝင်ရှိနေပြီမမက သူ့မှာကိုဝင်ရှိနေပြီလို့ပြောလိုက်ချိန်မှာ ตาหวานตาไล่ตาเลยตารู้อดูนี่จ้ะแม่คลี้ฤอะอ้ายจี้อยู่จ้ะแม่เด้เพ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 เยเพเพก็เสร็จไล่ตาไม่ตอกหยาบูลูกตาโอตื้นแจ๊กเคเด้เนาะมัมม่าก็တော့เลยตาโกซี้จ้องเนี่ยซะပြီးတော့မိတ်ဆက်ပေးခဲ့တာပေါ့မမကသူလဲတောက်တယ်။သားကိုလည်းအတွေ့အကြုံတစ်ကိုပေးတယ်ဖေဖေ။မမနဲ့သူ့အတိုင်းဝိုင်းမှာမိုးရက်နိုင်တာမှန်သမျှအကုန်ရတယ်ဖေဖေ။ဒါကြောင့်ตาတော့သူတို့ပတ်ဝန်းကျင်ကိုတိတ်တဘောကြမိတယ်။ ။နောက်ပြီးပြောစရာရှိသေးတယ်ဖေဖေ။ဥပါရွှေကစဖတ်ချင်းကိုရက်လိုက်သည်။လောက်ခင်မြင့်ကဖတ်ပါရှင်ဘာရဲလဲ။ตาလေးရဲ့ကောင်းကွက်တစ်ခွက်တောင်မှရှာမရပါလား။စဖတ်ပါရှင်။အေးပါကွ။မမမ AIDS ရောဂါလဲခံစားနေရတယ်တဲ့ဖေဖေ။ဟာသွားပြီ။ဥပါရွှေကစာကိုစက်မဖတ်နိုင်တော့မခင်မြင့်ငါတို့ตาလေးတော့သွားပါပြီကွယ်ဟုပြောလိုက်သည်။လောက်ခင်မြင့်ကလည်း ။အားလီဘလို့ဖြစ်ရတာလဲကွယ်။ဒီလိုမိမနဲ့မှပတ်သက်ရသလားကွယ်။သူ့မှာ AIDS ရှိနေတဲ့ဆိုမှတော့သားလျောဘလို့နေမလဲ။တနာလိုက်တာကွယ်ဟုပြောကရှိုက်ကြီးတငယ်မိုးသည်။မခင်မြက်စားမဆုံးသေးဘူး။စက်ဖက်လေတော့ဖေဖေနဲ့မေမေစိတ်ပူသွားသလား။သားကအခုမှ16နှစ်ပဲရှိသေးတယ်ဆိုပေမဲ့သားကိုသားစောင့်ရှောက်နိုင်ပါရဲ့။အကြခင်ဖေဖေတို့အတွက်မြီးလေးကိုခေါ်ပြီးပြန်လာပါမယ်။ဒေါက်ခင်မြင့်က သူ့ယောက်ျားကိုဖန်ကိုသည်ရက်ဆက်လိုက်တာဘလို့ကောင်းမမျိုးကငါသားငငယ်လေးကိုဖျားယောင်းသွေးဆောင်ပြီးတော့ဒီလိုလုပ်ရတာလဲသဘောမတူဒီလိုမိမ့်မပြက်နဲ့ကျမဘလို့မှသဘောမတူနိုင်ဘူးလာပါစေအဲ့ဒီကောင်းမကိုပါပါကြီးဆွဲရိုက်လိုက်မယ်မခင်မြင့်ဘာလဲစားကြံသေးတယ်ရှင်ကလည်းဖတ်မှာဖတ်တာမဟုတ်ဘူးစက်တငန်ငန်နဲ့မှတ်ချက်တဲกว่าအောက်ဆုံးမှာဖတ်လေဖေဖေအပေါ်မှာသားရေးခဲ့တာတွေကိုဖတ်ပြီးစိတ်ပူသွားသလား အပေါ်ကရေးခဲ့တာတွေတခုမှမဟုတ်ပါဘူး။ตาဟိုဘက်အိမ်မှာတငယ်ချင်းလှအူးနဲ့အတူတူစာကြက်နေတာ။ဖေဖေမေမေတို့ကိုနောက်တာမနှက်မပြန်လာမယ်။ဟမ်ခွေးမသားဒါလူကြီးတွေကိုနောက်เสียလား။ငါဒင်းကိုသွားခေါ်ပြီးနရင်အုပ်ပေးလိုက်အောင်မယ်။ကိုဘရွှေရှင်ကခွေးမသားဆိုတော့ကျမကဘာဖြစ်သွားပြီလဲ။ငါစိတ်ဆိုးလို့ပါကွာ။ကျမသားလေးကအဲ့ဒီလောက်မမိုက်ပါဘူးရှင်။ပြောရမလားကွဒီခက်ကလေးတွေကိုထိုးစင်းတစ်ဖက်အိမ်မှာ ဖေဖေးဟုခေါ်တန်ကြားလိုက်ရသည်တဖက်အိမ်ပဒင်းပေါက်မှသူ့သားကလက်ပြနေသည် အေးမင်းအိမ်ပြန်လာခဲ့အောင်ဒီရောက်မှတွေ့မယ်ပဒင်းပေါက်လဲပိတ်မီးလဲပိတ်သွားသည်ရင်အေးရပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီပေါ့ကတ်ကို ACE Original ရဲ့ Facebook, YouTube, Spotify, Apple Podcast စတဲ့ platform များမှာ နေ့စဉ်နားဆင်နိုင်ပါတယ်။အခုလိုအဖို့တန်စာပေများကိုမြတ်တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်ကိုလည်းကျမတို့အေးစေးအဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ယင်အေးရပေါ့ကတ်စ်ကို AC Studio မှာဖန်တီးတင်ဆက်ပေးထားတာပဲဖြစ်ပါတယ်။ဉာဏ်ပညာနဲ့ချစ်ချင်းမြတ်တာကိုအရင်ခံတဲ့နေ့စဉ်ဘဝများကို ကိုယ်စိတ်နှလုံးကြည်သာချမ်းမြေစွာ ဖြတ်သန်းနိုင်ကြပါစေ။ကျမကတော့ကေပါ။